大家好，今天我要讲述一座非凡而,而珍贵的翡翠宝塔，它完全由真正的翡翠制成。那我们一起去看一下吧。阿罗美明拉瓦，今天我要向你演讲了，要买那个美丽的大地大吉。阿布拉布拉，要向你买的是你的，就是一些大的、毛面、斜大大的，这里的水果要向你来表白的。 ဒီစီဒီရဲ့ဘွဲတော်ကတော့ဝီရောစနကျောက်စိမ့်စီတော်မြတ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့တူတူကျောက်စိမ့်စီတော်မြတ်ကြီးကိုတွားရောက်ဖို့မျှကြည်ညိုရင်းနဲ့တကယ်ကိုစိတ်ဝင်စားဖို့လည်းကောင်းတယ်။အဖို့တန်ယတနာကျောက်စိမ့်နေနဲ့ဒီကျောက်စိမ့်ညီကိုပုံဖော်ပြီးတော့ထုစစ်ထွန်းထူထားတယ်။တကယ်ကိုလက်ရမြောင်းလာတဲ့အမှုပညာလက်ရတွေအများကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့အခါခွင့်တဲ့နဲ့အခွင့်ရရတယ်ဆိုလို့ရှိရင်အခောက်ခောက်အခါကတွားရောက်လေပတ်ကြည့်ရှုခြင်းတဲ့နေရာတစ်ခုလေးဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့တူတူသွားပြီးတော့လေ့လာကြည့်ညိုကြည့်ကြရင်းနဲ့ကျောက်စင်းကျော်မြတ်ကြီးနဲ့ပတ်သက်တဲ့သမိုင်းကြောင်းတွေနဲ့အတူတူတည်ထားတဲ့ချက်လက်တွေစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအားလုံးကိုဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဖျားပရဝံပဝန်ကျင်နေမှာတော့ကြောက်စင်းအသားကြောက်တွေနဲ့တိစောက်ထားတာကိုဒီစီရိုမြကြီးရဲ့မိုးဦးကနေစပြီးတော့မြင်တွေ့လည်လာနိုင်မှာပဲဖြစ်ပါတယ်။ ပြီးတော့ရွှေရုကြောင်းမြေရနာပြပွဲမှာယူရိုငွေသိန်းပေါင်းမြောင်များစွာနဲ့အောင်မြင်ထားတဲ့လော့နံပါတ်7424ကျောက်စင်းကြီးနဲ့အခြားအရေးသွေးပြေဝတဲ့ကျောက်စင်းကြီးကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။မြေပြင်ပေါ်ဖျားထပ်ပနာအဖြစ်ကျောက်စင်းရေသွေးဒီအဆင့်ရှိတဲ့ကျောက်တန်ချိန်ပေါင်း850ကိုထည့်သွင်းပူဇော်ထားပြီးတော့ မြေအောင်ဖျားထပ်ပနာအဖြစ်အမေရိကန်ဒေါ်လာတန်ပေါင်းတန်းချီတန်မိုးရှိတဲ့ကြောက်စိမ့်အဆင့်အေးရှိတဲ့ကြောက်ကီလို130ကိုလည်းထည့်သွင်းပူဆောင်ထားတယ်လို့သိရပါဗျ။ကြောက်စိမ့်များအလုံးကိုစူပေါင်းလိုက်မယ်ဆိုတာကကြောက်တန်ချီ1000ကျော်တောင်ရှိတယ်လို့သိရပါဗျ။ ဇေဒေါ်မြတ်ကြီးရဲ့အလူရှင်မိသားစုကတော့တိဟတုတ္တမမဏီဇောတာဒရာဥဆုနိုင်နဲ့ဇနီးဒေါ်ရီခိုင်အေးခိုင်ကြောင့်မြတ်ရတနာကုမ္ပဏီမိသားစုပဲဖြစ်ပါတယ်။ဇေဒေါ်မြတ်ကြီးတာမကပဲဖရာဝရကမီးရဲ့အလူရှင်များလည်းဖြစ်ကြပါတယ်။ရွှေသူဝန်ဆရာတော်ဖရာကြီးရဲ့ဥဆောင်မှုနဲ့တိဆောက်ထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ဒီဇေဒေါ်မြတ်ကြီးကိုအခုကဲ့သို့တိထားပူဇော်နိုင်မှုအတွက်နှစ်ပေါင်း25နှစ်ကျော်ကာလတိုင်အောင်ကြောက်စင်းကြီးကိုစူဆောင်းပြီးတော့မှဖရာတာရကဥဆုနိုင်ကကြောက်စင်းဒီဇိုင်းတွေကို ပပုပုံများထုစစ်ရာမှာကိုရိုင်းစီမံခွန်ခွဲပြီးတော့မြန်မာပညာရှင်များကတာဝန်ယူထုလုပ်ပူဇော်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီနေရာမှာတဘာဝလုံကိစ္စနဲ့ပတ်သက်ပြီးတော့လူတချို့ပြောကြားချက်တွေကိုထည့်သွင်းပြောပြပေးရမယ်ဆိုရင်တော့ဒီနေရာကအရင်တော့ကငကားတိုက်ရှိတယ်။ငကားတိုက်ပေါ်မှာတီထားမိတာဖြစ်တယ်လို့ယူဆတာကတချောင်းဖြစ်တာမို့လို့ငကားရုပ်တော်တော်များများကိုထည့်သွင်းထားတယ်လို့လည်းပြောကြပါဗျ။ ဒီစီတော်မြတ်ကြီးတည်တဲ့နေရာကရခင်ချိန်ကဝါတပြံကျော်နဲ့တဲ့အင်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီအင်းထဲမှာမှလှိနဲ့လာပြီးတော့ပနက်ရိုက်ပြီးတော့မှဒီစီဒီကိုတီထားတယ်လို့လည်းဆိုကြပါဗျ။ပြီးတော့ဒီစီတော်ဝန်းကျင်မှာကြောက်စင်းငကားရုပ်တွေအများပြားကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။စေတော်မြတ်ကြီးရဲ့အတိုင်းတာပမာဏကိုပြောရမယ်ဆိုရင်တော့ထီတော်မပါညံတော်မြင့်85ပေ6လက်မှာ လုံးဘတ်တော်186ပေပန်းတင်ကုံအလျား52ပေ6လက်မပန်းတင်ကုံအနံ52ပေ6လက်မပန်းတင်ကုံအမြင့်72ပေမပြောဘူးအမြင့်10ပေ6လက်မထီတော်အမြင့်ပေ9ပေရှိရလို့လည်းသိရပါဗျ။ပန်းတင်ကုံအတွင်းမှာတော့တစ္ဆာလေးပါးကိုဖော်ညွှန်းပြထားတဲ့မအူးလေးခုရှိပြီးတော့မအူးတွေရဲ့အတွင်းထဲမှာတော့ကြောက်စင်းရုပ်ပွားတော်မြတ်တွေကိုလည်းကျဉ်ကျိုတက်ပဲစွာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဇေဒွန်မြကြီးရဲ့အရှိတ်ပတ်နဲ့အနောက်ဘက်မှာပူဇော်ထားရှိတဲ့ကျောက်စင်းရုပ်ပေါ်တော်မြတ်တရဲ့ညံတော်ကတော့31လက်မစီရှိပါတယ်။တောင်ဘက်မှာရှိတဲ့ရုပ်ပေါ်တော်ကတော့ညံတော်49လက်မရှိပြီးတော့မြောက်ဘက်မှာရှိတဲ့ရုပ်ပေါ်တော်မြတ်ကတော့ညံတော်50လက်မခွဲရှိရလို့ဆိုပါတယ်။ဇေဒွန်မြကြီးတိစောင်းမှုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ တက်ကရေ2022ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာပဲမြေတက်မင်္ဂလာကျင်းပခဲ့ကြပါတယ်။ဒီလိုနဲ့အစဉ်အဆက်ဆောင်ရွက်ခဲ့ကြပြီးတော့မှ2025ခုနှစ်ဇွန်လ9ရက်နေ့7:55မိနစ်မှာတော့ထီတော်တင်မင်္ဂလာကိုအောင်မြင်စွာကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ညောင်မင်းဆိုလို့ရှင်လေဒီစတီဒိုပပလယ်မှာစုစုပေါင်း၈ပင်ပါဝင်ပါတယ်။ ကြောက်စင်းစီတော့ဆိုပြီးတော့သူကကြောက်စင်းနေပဲဇီတိပုံတစ်ခုတည်းကိုတီထားကုကွယ်ထားတာမဟုတ်ဘဲနဲ့ဒီကြောက်စင်းကိုမှဗုဒ္ဓဝင် ပြဆက်တယ်ဟာဒီဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဖွာပွင့်ဟောဆန်စတဲ့ပုံဝိထုတွေပြီးတော့ပါရမီ7ပါးဖြည့်ခြင်းတဲ့ပုံဝိထုတွေပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဇန်ကြော့တော်မူနေတဲ့ပုံတွေထို့အပြင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အောင်ချင်း7ပါးပကြီးပပုလက်ရာတွေကိုလည်းကြောက်စင်းရဲ့ပုံဖော်ထွန်းထူထားတာကိုမြင်တွေ့လေ့လာနိုင်ပါတယ် ထွင်းထူးတဲ့နေရာမှာလည်းကြောက်စကားနေပြောမယ်ဆိုလို့ရှင်ရှင်းလေးနေပေါ့နော်ဒီအကျော်လေးတွေကိုလည်းသူကသူ့နေရာနဲ့သူပုံပေါ်အောင်လို့တေချာလေးဒီဇိုင်းဆွဲပြီးတော့ပြုလုပ်ပူဇော်ထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ပုံမူထူးဆန်းပြီးတော့အံအဝယ်ကောင်းတဲ့အဖိုးအနှက်ကလွန်စွာပင်ထိုက်တန်တဲ့ဗဒမြားတွေနဲ့ကြောက်စင်းတွေကိုကျွန်တော်နဲ့တူတူအခုပဲကြောက်စင်းပြတဲ့ကိုတွားပြီးတော့လေ့လာကြည့်ကြအောင်နော် ဒီပြတဲ့အချိန်မှာတော့အခုမြင်တွေ့နေတဲ့အတိုင်းပဲအလှတကာကြီးဦးစိုးနိုင်ရဲ့အာဘဝဇာကြောင့်တချို့နဲ့သူ့ရဲ့ကုသိုလ်အလှမတန်းတွေကိုကြောက်စင်းနဲ့တီတီချာချာပုံပေါ်ပြီးတော့ပပိုးထုပြီးတော့ပြုလုပ်ထားတာကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ် 小米三米行业里面，它建材都是有什么的？嗯。 ကျန်ရဲ့ဒီကျန်ဒီကျန်ဆီဂျီစစ်တာပြရကဆင်းမှာရှယ်ရတာဟုတ်ကဲ့ဟဲ့ကျွန်မကဒီဆိုင်တော့လာပြီးခင်ရဲ့လေးရှိပြရောဟုတ်တယ်ဟုတ်လားတလောက်တက်၄၀ဟုတ်58ဟော58ဟောဟိုဟာလေးအဆုတ်ဆုံးပါမယ်ရှူကလူပြိုတော့အရွယ်လေးရှိတယ်ဟိုကတော့ငယ်ပေါ်ကဟုတ်မနက်ကဂျင်ဂျီစီဆဲဆဲမောက်ထောင်းနေရအာအကျူအကျူအမီပါအထင်ထားလိုက်တာလေနော် 哦，基督啊，老爹来过了吗？哎呀，我跟你说嘛，我在牛站里经历的。哦。这个这个这个，这个是啊，挺有趣的。好，那你也我自己讲啊，你看这个。

အခုမြင်တွေ့နေရတာကတော့ကြောက်စင်းလက်ကောက်တွေပဲဖြစ်ပါတယ်။ဒီကြောက်စင်းလက်ကောက်တကွင်းတကွင်းရဲ့တံမိုးဟာတံမိုးတိကျလို့ဆိုလို့ရှိရင်မနေဘူးဆိုတာကိုသိရမှာပဲဖြစ်ပါတယ်။ အခုမြင်တွေ့နေရတဲ့ဗုဒ္ဓရုပ်ပွားများဆိုလို့ရှိရင်လည်းလွန်စွာပင်ကံမိုးကြည့်တဲ့ကြောက်စိမ်းသားနဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ်တကယ်ကိုလှပပြီးတော့စမ်းကြတဲ့ဒီဇိုင်းတွေကိုကျွန်တော်တို့တို့ဆက်ပြီးတော့ကြည့်လိုက်အောင်နော်ဒါကတော့တံပိုးအနက်ကအလွန်များပြားလာတဲ့ဗဒမြားတွေပဲဖြစ်ပါတယ်။ ကျောင်းစိမ့်စီရောမြကြီးကိုတွားရောက်ဖို့မျိုးကျညိုစင်းတဲ့ဆိုရင်တော့ကျောင်းစိမ့်စီရောမြကြီးကမြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအမရပူရာမြို့နယ်စင်ရွယ်ကျေးရွာအုပ်စုကွင်းအမှတ်628ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့မိုင်နိုင်361အနောက်ဘက်ပေ600ခန်းနေစကိုင်းမြင့်ငယ်ကားလမ်းဤမိုင်နိုင်လင်းမြင့်ဆောင်ခွန်တောင်ဘက်ပေ1000ခန့်အကွာမှာတရှိလိုနေတာပဲဖြစ်ပါတယ်။ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့အထက်ကိုးပြေမြင့်ပြီးတော့ငားရီကအကျဉ်းဝန်းရှိတဲ့ကုန်းပြေပေါ်မှာတီထားကုကွယ်ထားတဲ့ဈေးတော်မြကြီးပဲဖြစ်ပါတယ်။အခုလောက်ဆိုလို့ရှိရင်တော့ဈေးတော်မြကြီးနဲ့ပတ်သက်လို့အတော်လေးတည်သွားလောက်ပြီလို့ထင်ပါတယ်။ဒီဈေးတော်မြကြီးမှာတော့ထူးခြားအံ့ဖွယ်ကြောက်စိမ့်လက်ရာပေါင်းမြောင်များစွာကိုထူးထူးခြားခြားဆန်းဆန်းပြပြနဲ့ကိုမြင်တွေ့ရမယ့်နေရာတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။